ဲကျွန်တော်ဆက်လက်ပြီးတော့ကြာသာပရိသတ်သမီးမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်၄ရက်မေလ2025တနင်္ဂနွေနေ့ကနေပြီးတော့10ရက်မေလ2025စနေနေ့အထိတပတ်တာကာလအတွင်းကျွန်တော်တို့ကြာသာပရိသတ်သမီးမိတ်ဆွေများရဲ့ကံကြမ္မာအခြေအနေကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်အဲ့တော့ကြာသာရိသသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ ဟလာရန်အတိုက်ခိုက်စောင်းမြောင်းပြောဆိုတာမနာလိုတာမျိုးတွေခံရတတ်တယ်ကို့ရန်စတာရန်လုတာမျိုးတွေကြုံရတတ်တယ်အဲဒါသတိထားကြည့်ဆိုင်ပါတီးကံမှာဟလာကောင်းသောမနောနဲ့မေတ္တာစိတ်ကိုသာရှိထားပါလို့တိုက်တွန်းနေပါတယ်အောက်လငယ်သားတွေရဲ့တော်လံပုံကန်နာနော်အဝေဘန်ပြောဆိုတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီရန်တွေအတိုက်ခိုက်အပြိုင်ဆိုင်တွေဟာကိုယ့်ကိုပြိုလဲသွားအောင်တိုက်ခိုက်နိုင်တဲ့အတိုက်ခိုက်အပြိုင်ဆိုင်မျိုးရန်မျိုးတော့မဟုတ်ပါဘူးအဲ့တော့သို့သော်များလည်းကိုယ့်အတွက်စိတ်ထိခိုက်ရတတ်တဲ့ တပတ်တာကာလမျိုးဖြစ်တယ်မိမိရဲ့ဘယ်အရေးကိစ္စမဆိုစိတ်နောက်ရတခုမဟုတ်တခုဟုတ်လားစိတ်တော့ကရောက်เสียတခုမဟုတ်တခုဝင်လာတတ်တဲ့ကြာရောက်တတ်တဲ့တပတ်တာဖြစ်ပါတယ်အလုံးမှာတော့လကောင်းဟုတ်လားကိုယ့်ရဲ့ဒီလူမှုရေးကဏ္ဍတွေမှာတော့လကောင်းစိတ်နောက်ရဖြစ်ရတာစိတ်ညစ်ရတာစိတ်ဆိုးဒေါသထွက်ရတာမျိုးတွေကြုံရနိုင်တဲ့တပတ်တာဖြစ်ပါတယ်ရေလန်းခီးရှောင်ပါရဝေးခီးတွေရှောင်ပါခီးနဲ့ပတ်သက်တဲ့ကိစ္စတွေမကောင်းပါဘူးခီးနီခီးဝေးအကျိုးမရှိစိတ်ညစ်ရတဲ့အချိန်ကုန်ရတဲ့ခီးမျိုးတွေတွားလာတတ်တယ်အဲ့တော့အရေးကြီးခီးစဉ်ကိစ္စတွေ မလုတာမသွားတာကောင်းပါလေအလားတူပဲဒီတစ်ပတ်မှာဆိုရင်တော့ဟုတ်လားအဲကျွန်တော်တို့အဲမတော်တဆထိခိုက်တယ်ရတာဟုတ်လားအဲခွေးကောင်တာခွေးကြိုက်တာဆိုရင်ဒီတစ်ပတ်မှာမကောင်းပါဘူးဒီလိုနမိတ်မျိုးတွေမြင်ကိုယ့်အတွက်ကံညံ့တယ်လို့နော်ကိုယ်လုတာတွေအစမပြေဘူးဆိုတာမျိုးတွေဖြစ်တတ်တဲ့တစ်ပတ်တာဖြစ်ပါလေအဲ့တော့အရေးကြီးတဲ့ကိစ္စတွေရှိရင်စုံစမ်းစားလုပ်ရမယ့်အလုပ်တွေရှိရင်ဒီတစ်ပတ်တာမှာမလုပ်ပါနဲ့ခိတ္တတိကံမှာရှောင်းတာပို့ပြီးတော့ကောင်းပါလေဟုတ်ပြီနော်အဲ့တော့ကိုက မှန်မှန်ငန်ငန်နေတော့ကိုကိုအဝေးပန်တိုက်ခိုက်တာဟဟလာစောင်းစောင်းပြောဆိုတာမျိုးတွေခံရတတ်တယ်အဲ့တော့ငွေကြေးကိစ္စတွေစိတ်ပူရတာဝင်ငွေထွက်ငွေမမျှတာငွေကြေးမလုံလောက်တာမျိုးတွေဖြစ်တတ်တဲ့တပတ်တာကာလဖြစ်ပါတယ်အဖက်ဖက်ကနေအစမပြေမှုတွေကြုံရတတ်တယ်မှန်းချက်နဲ့နန်းတော့မကြိုက်ဘူးဆိုတာမျိုးတွေဖြစ်တတ်တယ်ပြင်းမှန်းတဲ့လောက်ကြိုးစားတဲ့လောက်အရာမတင်တာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ် အဲ့တော့အခြေအနေအိမ်တော်ရင်းနဲ့ပတ်သက်ရင်လည်းစကားများရတာပြောရတာစိတ်ညစ်ရတာမျိုးတွေကြုံရတယ်။ကျမ်းမာရေးအနေနဲ့ချူရမယ်ညံ့မယ်။စေလိုစေတော့ရတာမျိုးတွေလောက်ရတတ်တယ် ဲ့တော့ဒီဘက်မှာစိုက်ကနာယုံငန်းနေပြင်မယ်အလုပ်သားချက်မှာအင်တာဗျူးပြင်မယ်အရေးကြီးတဲ့ကိစ္စတွေစသဖြင့်ဒီလိုကိစ္စတွေရည်ရွယ်ကြံစီတွေးတော့တာရယ်မလုပ်ပါနဲ့ဒီတစ်ပတ်တော့ခိတ္တတိကံမှာရေရေရလုတ်ပြီးတော့မှသာအဲဒီလုတ်တွေကိုလုတ်ပါလို့တိုက်တွန်းနေပါတယ်အဲ့တော့ရေရေအနေနဲ့လည်းကျွန်တော်ဦးထက်ပြောသွားမှာဖြစ်ပါတယ်ကိုပိုင်လုံကအယောင်းဝယ်လုတ်တဲ့မိတ်ဆွေတွေလည်းနည်းနည်းလေးအယောင်းဝယ်ပါတတ်တယ်ကိုပိုင်လုံကနေအကျိုးမရှိတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်လုတ်သလောက်အရာမတင်တာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရေရေအနေနဲ့ကြာသာပရိသတ်သမီးမိတ်ဆွေများဘာလုတ်တင်လဲဆိုလို့ရှိရင်တော့ဟုတ်လား မိမိကိုယ်ကယုံကြည်ရာဖះရှင်ကိုလက်မုတ်လူပါခွေးစာကြွေးတာငားစာကြွေးတာမျိုးတွေလှုပ်လို့ရပါတယ်ဒီလိုရေရာလေးကိုလေးလေးနက်နက်ကျွန်တော်တို့လှုပ်ပြီးတော့မှအခြားရေးကြီးတော့ကိစ္စတွေကိုလှုပ်ပါအဲသတိထားကြည့်ဆိုင်ပါနော်ဒီတစ်ပတ်မှာအနေငယ်ကန်ရဲလို့ရေရာကိုလည်းတေချာလှုပ်စေချင်ပါတယ်ဒီတစ်ပတ်တော့ကန်ကောင်းလက်ရှိကနန်းစီ၄ကနန်း၃ကနန်းအကျိုးပေးတဲ့အကြောင်းကတော့ငွေရောင်ဖြစ်ပါတယ်ကြာသာပရိသတ်သမီးမိတ်ဆွေများအတွက်ပါ